တောင်ရင်းကြီးမြုပ်နယ်ဝကသေးတရားပေါ်တွင် လက်နက်ခဲယမ်းတင်ဆောင်လာသောစစ်ကားဒဇင်တိမ်မောက်ပေါက်ကွဲကစစ်သား၅ဦးသေဆုံးကြောင်းသိရပါသည်။မကွေတိုင်းတောင်ရင်းကြီးမြုပ်နယ်ဝကသေးတရားပေါ်တွင်လက်နက်ခဲယမ်းတင်ဆောင်လာသောစစ်ကားဒဇင်တိမ်မောက်ပြီးပေါက်ကွဲမှုဖြစ်ပွားကစစ်သား၅ဦးသေဆုံးခဲ့ကြောင်းပုံနာဝတီတပ်ဖွဲ့တောင်ရင်းကြီးမှတာဝန်ရှိသူတဦးကပြောပါသည်။နိုဝင်ဘာလ28ရက်နေ့မွန်လွယ်3:30မိနစ်ခန့်တွင်တောင်ရင်းကြီးမြုပ်နယ် ဝကသေးကျေးရွာအရှိပဲရှိဝကသေးတရားပေါ်တွင်ဝါတင်ဆောင်လာသောကားနှင့်လက်နက်ခဲယမ်းတင်ဆောင်လာသောစစ်ကားဒဇင်းတို့ယင်တိုက်မှုဖြစ်ပွားကစစ်ကားတိမ်မောက်ခဲ့ကြောင်းသိရပါသည်ထို့သောတိမ်မောက်သွားပြီးနောက်ခဏအကြာတွင်စစ်ကားပေါ်တင်လာသောလက်နက်ခဲယမ်းများပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးကားပေါ်လိုက်ပါလာသောစစ်သား၅ဦးသေဆုံးကခုနှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်ပောက်ကွဲမှုအတွင်ပြင်းထန်ဒဏ်ရာရရှိခဲ့သောစစ်သား9ဦးကို ဘရက်ဂျဲတိုက်နယ်စေယုံတို့ပူဆောင်ထားကအရေးပေါ်ကုတနေရပြီးဒဏ်ရာအခြေအနေအလွန်ပြင်းထန်သောကြောင့်တည်ဆုံးနိုင်ကြောင်းသိရပါတယ်။တောင်ရင်းကြီးမြို့နယ်ထဲကဝကသေးသတားပေါ်မှာလက်နက်ခဲယမ်းတင်ဆောင်လာသောစစ်ခွေးကားနဲ့ဝါတင်လာတဲ့ကားတိုက်မိတာလို့သိရတယ်။စစ်ခွေးကားကရှေ့ဘင်းတွတ်ထွက်သွားပြီးတိတ်မောက်လာ။အဲလိုတိတ်မောက်ပြီးလက်လက်ခဲယမ်းတွေပေါက်ကွဲလာကားပေါ်လိုက်ပါလာတဲ့စစ်ခွေး၅ကောင်တည်ဆုံးတယ်။ခုနှစ်ကောင်ကတော့ဘရက်ဂျဲတိုက်နယ်စေယုံမှာအရေးပေါ်ကုတနေရတယ်။ ဒါရပြင်းထန်လို့တည်ဆုံးနိုင်တယ်လို့သိရတယ်ဟုပုံတော်ဝတီတပ်ဖွဲ့တောင်ရင်ကြီးမှတာဝန်ရှိသူကပြောပါတယ်အဆိုပါလက်နက်ခဲယမ်းတင်ဆောင်လာသောကားသည်တနိုင်ခန့်အကြားစစ်တိုက်ပောက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့်စစ်သား၅ဦးတည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်စစ်တပ်၏ရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအတိမတ်မပြုဘဲပယ်ချလိုက်ပြီးသမရဥဝင်မြင့်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုလွှတ်ရန်တောင်းဆိုလိုက်ကြောင်းသိရပါသည် ်အတံပစစ်တပ်၏ရွေးကောက်ပွဲကိုဥရောပသမဂ္ဂကအတိမတ်မပြုဘဲပယ်ချလိုက်ပြီးသမရဥဝင်မြင့်ဒေါ်အောင်ဆန်းစုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုလှုပ်ပေးရန်ဥရောပပါလီမန်ကတောင်းဆိုလိုက်ပါတယ်စစ်တပ်ကလာမည့်ဒီဇင်ဘာလနဲ့ဇန်နဝါရီအတွင်းတစ်ဖက်သက်စီစဉ်ထားသည့်တရားမဝင်ရွေးကောက်ပွဲများကိုပယ်ချကြောင်းရှင်းလင်းသောဒီမိုကရေစီစံနှုန်းများနဲ့အခြေခံလွတ်လပ်ခွင့်များကင်းမဲ့ခြင်းမဲပေးရန်မဖြစ်နိုင်သောအခြေအနေများဆက်လက်ဖြစ်ပေါ်နေသောနှိပ်စက်ညံပါမှု အဆုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းခံရမှုနဲ့နိုင်ငံရေးဆန်ရာဆွေးနွေးမှုများလုံးဝမရှိခြင်းတို့ကြောင့်စစ်အာဏာရှင်အဖွဲ့၏လက်ရှိလှုပ်ဆောင်မှုများမှာတရားမဝင်ကြောင်းဥရောပပါလီမန်ကကြေညာပါတယ်။ရွေးကောက်ပွဲကစစ်အာဏာသိမ်းမှုကိုတရားဝင်မှုဖန်တီးရန်စစ်အာဏာရှင်အဖွဲ့၏လက်ဖျားမှုကိုဖော်ပြနေကြောင်းအပြည်ပြည်ဆန်ရာတရားဝင်မှုအာဏာကိုပြန်လည်ယူဆောင်ရနဲ့တရားဝင်ရွေးကောက်ခံအယသအစိုးရကိုပြန်လည်ထူထောင်ရလိုအပ်ကြောင်း ထို့ကြောင့်စစ်တပ်၏တရားမဝင်ရွေးကောက်ပွဲများကိုပယ်ချကြောင်းဥရောပသမဂ္ဂပါလီမန်ကပြောပါတယ်။နိုင်ငံရေးနဲ့လူမှုရေးဖိနှိပ်မှုများထင်ရှားစွာကျူးလွန်နေသည့်နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေနဲ့မျိုးစုံသောရွေးကောက်ပွဲများဆိုင်ရာဥပဒေကိုပြစ်တင်ရှုံချလိုက်ပြီးပြန်လည်ရုပ်သိမ်းရန်ဥရောပသမဂ္ဂကတောင်းဆိုလိုက်ပါတယ်။ရင်းအပြင်သမရအဝင်းမြင့်နဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဆွဲဆိုထားသောသို့မဟုတ် လင်္ကာကြီးရွေချက်ဖြင့်ဆွဲဆိုထားသောဆွဆွဲချက်များဖြင့်အတင်းချခံထားရသည့်ရွေးကောက်ခံအရာရှိများနဲ့ခေါင်းဆောင်များအလုံးကိုချက်ချင်းနဲ့အခြေအနေမရှိဘဲလှုပ်ပေးရန်တောင်းဆိုလိုက်ပါတယ်။ဥရောပအသမကအနေဖြင့်တရားဝင်ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်သောအမျိုးသားညီညွတ်အစိုးရ NUG နဲ့၎င်းတို့ကိုထောက်ခံသော ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အဖွဲ့တို့ကိုအတိမတ်ပြုထားကြောင်းထပ်လောင်းကြေညာလိုက်ပါတယ်။အကြမ်းဖက်မှုကျူးလွန်သူများကိုတရားဥပဒေအရစစ်ဆေးအရေးယူနိုင်ရေးအတွက် စစ်တပ်နဲ့ကျူးလွန်ခဲ့သည့်ကြီးလေသောချိုးဖောက်မှုများအားလုံးကိုလွတ်လပ်သော ခိုင်မာသောနှင့်ပွင့်လင်းမြင်သာသောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်တောင်းဆိုကြောင်းဆရာနာရှင်ဖွဲ့၏မြန်မာပြည်သူများအပေါ်ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများနှင့်အစုလိုက်ပြုံလိုက်နေရာရွှေ့ပြောင်းနေထိုင်မှုများကိုပြစ်တင်ရှုံးချကြောင်းယောဘသမဂ္ဂကကြေညာထားပါသည်ဝိုင်းမော်ဒေတာကစစ်တပ်နေရာချို့ကို KIA ကတိမ့်ပိုက်ကစစ်တပ်ကလေကြောင်းတိုက်ခိုက်နေကြောင်းသိရပါဗျ။ ကချင်ပြည်နယ်ဝိုင်းမော်မြုပ်နယ်လမ်းမြန်ကျေးရွာနာကစစ်ကောင်စီတပ်ဆွဲရနေရာအချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကသိမ်းပိုက်နိုင်ခဲ့ကြောင်းစစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်။နိုဘာလ29ရက်ညနေပိုင်းမှာလမ်းမြန်ကျေးရွာကစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ခြေကုပ်နေရာကိုသိမ်းပိုက်ခဲ့ရာလက်နက်ခဲယံတွေရရှိခဲ့ကြောင်းကချင်စစ်ရေးတရင်ရင်းမြစ်တအူးကပြောပါတယ်။ဒါနဲ့ပတ်သက်ပြီးအခြားစစ်ရေးတရင်ရင်းမြစ်တအူးကလည်းအတည်ပြုပါတယ်။တိုက်ပွဲတောက်လျှောက်ရှိတဲ့ ဒီနေ့မနေ့လဲဂျက်လီယန်၄ချိန်သာကျဲပြီးပြီလို့သတင်းရင်းမြစ်ကပြောပါတယ်။မနေ့ကဒိမ့်မိုက်ခဲ့တဲ့နေရာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်လာလို့ KIA ဘက်ကပြန်ဆုတ်ခွာထားကြောင်းလည်းပြောပါတယ်။ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘူမူကြီးနော်ဘူးကလည်းဝိုင်းမော်လမြန်နေသအခြေအနေကိုနိုဘာလ29ရက်က ဖြေကြားထားရာလမြန်ဘက်တွင်မြေပြင်ထိုးစစ်ထက်လက်နက်ကြီး drone လေကြောင်းတိုက်ခိုက်မှုများစစ်ကောင်စီတပ်ကနေတိုင်းလိုလိုပြုလုပ်နေတယ်လို့အသိပေးထားပါတယ် သူတို့ရဲ့လက်လွတ်ခဲ့တဲ့ရွှေညောင်ပင်စခန်းမှမှလည်းလေကြောင်းကနေဘုံကျက်တက်ခိုက်တာ တွေ့ရပါတယ်။ပြည်သူလူထုရဲ့အိမ်တွေကိုထိခိုက်တာရှိတယ်။နောက်လမ်းမြန်ဘက်မှလည်းသူတို့အများလားလို့ထိုးစစ်ဆင်ဖို့မြေပြင်ကနေပြင်ဆင်တာတွေ့ရပါတယ်။အဲဒီမှာကျွန်တော်တို့လည်းအများလားစောင့်ကြည့်ပြီးမှတက်ခိုက်နေတာဖြစ်ပါတယ်လို့ဘုံမူကြီးနော်ဘူးကနိုဘာလ28ရက်နေ့မှာပြောထားပါတယ်။ KIA နဲ့စစ်ကောင်စီတပ်တို့ဟာဗမာမြို့နယ်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီး ဖားကဘက်မှာလည်းစစ်တပ်ကလက်နက်ကြီး drone တိုက်ခိုက်မှုတွေမကြာခဏပြုလုပ်လက်ရှိကြောင်းသိရပါတယ်။မင်းလက်ပံကျေးရွာနီးမှာတိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်မင်းလက်ပံကျေးရွာနီးမှာထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့ကြားနိုဝင်ဘာလ28ရက်မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့ကရင်စစ်ရေးတရင်ရင်းတကပြောပါတယ်။ထိုင်းမြန်မာနယ်စပ် နယ်ချားမြက်တောင်းရစ်နစ်ပေးရှိမင်းလက်ပန်းရွာကိုနိုဝင်ဘာလ23ရက်နေ့ကလေးကစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ကူအာယူကာအင်အားသုံးထိုးစစ်လာခဲ့တာဖြစ်ပြီးနိုဝင်ဘာလ28ရက်နေ့အထိနှစ်ဖက်တိုက်ပွဲတွေစစ်တိုက်ပြင်းထန်နေဆဲဖြစ်တယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်ပွဲချမ်းနေတယ်မင်းလက်ပန်းတရုတ်ဆိုင်နာမှာနောက်တော့စစ်တပ်ပြန်လည်သွားပြီးခုထိထိရိုက်တိုက်ပွဲဖြစ်နေဆဲလို့အဲ့ဒီကရင်သတင်းရင်းမြစ်ကပြောပါတယ်နေဆမ်မြန်အနီးမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးတွေပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိုင်းပချံနေဆက်လုံကြုံရေးယူထားတဲ့ထိုင်းစစ်တပ်ကမိခိုးပုံ၅လုံးခန့်နဲ့အချက်ပြပြစ်ခတ်ပြတယ်လို့လည်းသိရပါတယ်။တိုက်ပွဲပြင်းထန်မှုကြောင့်ဒေသခံတွေလည်းထွက်ပြေးပုံအောင်နေရသလိုထိုင်းစစ်တပ်ကလည်းမြန်မာပချံဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေကိုစောင့်ကြည့်နေပြီးလုံကြုံရေးတွေတင်းကျပ်ထားတယ်လို့ထိုင်းနယ်စပ်သတင်းတွေမှာဖော်ပြထားပါတယ်။မင်းလက်ပန်းရွာဟာဒီမိုကရေစီအကျိုးပြုကြံတက်မလို့ DKPA ရဲ့ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။နိုဘာလ23ရက်နေ့ကမြောက်ဦးမြို့တောင်ဘက် မင်းလက်ပံရွာအနီးမှာစစ်ကောင်စီတပ်နဲ့ KNU တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေချိန်ဗိုလ်မှူးကြီးနိုင်လွင်ဦးဆောင်တဲ့ DKB တပ်ဖွဲ့တွေကစစ်တပ်ဖက်ကနေပြီး KNU တပ်ဖွဲ့တွေကိုတိုက်ခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။ DKB တပ်ဖွဲ့တွေတက်ဆွဲထားပြီးတိုက်ခဲ့တဲ့နေရာကို KNU တပ်ဖွဲ့ကဝင်ရောက်ရှင်းလင်းခဲ့ရာ DKB တပ်ဖွဲ့ဝင်230ဦးလက်နက်ချခဲ့ပြီးစကန်ကိုလည်းထိန်းသိမ်းနိုင်ခဲ့တယ်လို့ KNU ကဆိုထားပါတယ်။အဲဒီနေရာမှာ DKB ရဲ့အကောက်ွက်ပေးမှုနဲ့ဂျာဖြန့်အလို့ယုံလဲပတ်နေပြီး ဓာတ်ဖြတ်လုပ်သားအင်အား2000ခန့်ရှိတာကိုစစ်ဆေးတွေ့ရှိရတယ်လို့ခင်ယူကကြေညာချက်ထုတ်ထားပါဗျ။ခင်ဦးမှာဖွဲ့စည်းပုံပြတ်တဲ့အထိထိုက်ခံရတဲ့စစ်တပ်ကမ်ဘလူးကိုပြန်ဆုတ်သွားကြောင်းသိရပါဗျ။သခိုင်းတိုင်းခင်ဦးမြို့နယ်မှာဖွဲ့စည်းပုံပြတ်တဲ့အထိထိုက်ခံရတဲ့စစ်ကောင်စီတပ်စစ်တောင်းဟာကမ်ဘလူးမြို့နယ်ကိုပြန်ဆုတ်သွားတယ်လို့ဒေသစည်းတင်ရင်းနဲ့ပကဖတာဝန်ရှိသူတို့ကပြောပါဗျ။နိုဘာလ29ရက် ညနေပိုင်းကစစ်ကောင်စီတပ်နဲ့ပြူစောထင်းအင်အား130ခန့်ပါတဲ့စစ်ကြောင်းဟာခင်ဦးမြုံနယ်မုံလှကျေးရွာနားမှာပိတ်မိနေတဲ့စစ်ကောင်စီတပ်ကိုခေါ်ထုတ်သွားရတာလို့ဆိုပါတယ်။ကမ်ဘလူးကာဘိုးရွာကိုပြန်ဆုတ်သွားတယ်။လားတဲ့စစ်ကြောင်းနဲ့မုံလှခေါ်တဲ့နှစ်ခုပေါင်းအင်အား300လောက်ရှိတယ်လို့ကမ်ဘလူးစစ်ရေးတပ်ရင်းစ်ကပြောပါတယ်။အဲဒီစစ်ကောင်စီတပ်သားတွေဟာ ကာဘိုးရွာစာတင်ကြောင်းနဲ့ရွာအရင်းမှာနေရာယူထားကြကမုံနှောက်ရွာဖက်တိုက်ပွဲမှာထိခိုက်ဒဏ်ရာရခဲ့တဲ့စစ်ကောင်စီတပ်သားတွေကိုကားသုံးစင်းနဲ့ကမ်ဘလူမြို့ပေါ်ခေါ်ဆောင်သွားတယ်လို့လည်းသိရပါဗျ။မုံနှောက်ရွာတဲကနေစစ်ကောင်စီတပ်ပြန်ဆုတ်သွားတာမှန်ပါတယ်လို့ခင်ဦးပါကဖတာဝန်ရှိသူကအတည်ပြုထားပါဗျ။အချက်လက်အသေးစိတ်ကိုမကြာမီအတည်ပြုမယ်လို့၎င်းကပြောပါဗျ။နိုဝင်ဘာဒုတိယပတ်ကစပြီး ကံဘလူမြုပ်နယ်ဘက်ကနေစစ်ကောင်စီတပ်အင်အား300ဝန်းကျင်နဲ့ခင်ဦးမြုပ်ရဲ့အနောက်မြောက်ချမ်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အဲဒီစစ်ကြောင်းကမုံနှောက်ကျေးရွာမှာလေးရအကြာယာယီတပ်အထိုင်ချပြီးပြင်ထောင်ပြူရွာကိုထွက်လာခဲ့တဲ့နိုဘာလ23ရက်မှာတော်နှိုင်းအင်အားစုတွေကကြားဖြတ်ထိုက်ခဲ့တာဖြစ်ပါတယ်။ထိုက်ခံရတဲ့စစ်ကောင်စီစစ်ကြောင်းမှာကံဘလူကနီးပြူဟာ3တုံးနဲ့ခမရ111ကံဘလူပြူစောတီစုစုပေါင်းခမန့်အင်အား180ဝန်းကျင်ပါပါတယ်။ စစ်ကြောင်းတစ်ကြောင်းလုံးတပြက်ကရုပ်အလောင်းတွေခြံထားခဲ့ပြီးဂစင်ကလျာဆုတ်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေဟာမုံနှောက်ရွာတဲ့ကိုထွက်ပြေးသွားခဲ့ရပါတယ်။ထီထွေတပ်ပွဲမှာငကြင်ပြီးတလက် MA1 ဆယ်လက် MA2 သုံးလက် BA100 60mm ကွန်မန်ဒိုစင်ပြောင်းတလက် MA3 သုံးလက် MA4 တလက် G3 လေးလက် MAS စနိုက်ပါတလက် M15 လက်နဲ့ဆက်ဆက်ကြီးခဲရအစုံအများပြားတိစီရရှိခဲ့ပါတယ်။ တဲပွဲဖြစ်တဲ့နေ့ကစစ်ကောင်စီတပ်စစ်ကြောင်းမှာတေဆုံးတဲ့သူ90နဲ့80ကြာရှိနိုင်တယ်လို့ခင်ဦးမြုံနယ်ပကပတာဝန်ရှိသူကခန့်မှန်းထားပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးမြုံနယ်ကကြေးရွာ20ကျော်မှာရှိတဲ့ဘီသူတောင်ကျော်ဟာစစ်ပေးရှောင်ရရပြီးရာတီဥရအေးတန်းစာဝတ်နေရေးနဲ့အချက်ကခဲရီရှိနေတယ်လို့ခင်ဦးမြုံနယ်စစ်ပေးရှောင်အကူအညီတွေကတီးပေးထားပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်သွားပြီမဲ့ဒီဝါရီကိုအလင်းစလုံးမုံရောက်ဖို့နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေလမ်းညွှန်မှုအတိုင်းဝင်ရောက်ဖို့တိုက်တွန်းထားပါတယ် ဂျာဂျန်ကိစ္စအမေရိကန်စွပ်ပတ်ဖို့လုပ်တာဟာပွဲလန်တုံးဖြာဝင်ခင်းတာလို့ဇော်မင်းထွန်းကပြောပါတယ်။ဂျာဖြတ်နေနေရေးကိစ္စမှာအမေရိကန်နိုင်ငံကဝင်ရောက်စွပ်ပတ်ဖို့လှုံ့ဆော်နေတာဟာပွဲလန်တုံးဖြာခင်းဖို့တာဖြစ်တယ်လို့အကြမ်းဖက်စစ်တပ်ပြောခွင့်ရဇော်မင်းထွန်းကပြောဆိုလိုက်ပါတယ်။ပုံမူကြီးထွားကြေပြန့်လာတဲ့ online ငွေလိမ်ကြားဖြတ်လုပ်ငန်းတွေကနေအမေရိကန်နိုင်ငံသားတွေကိုကာကွယ်ဖို့အတွက်အမေရိကန်နိုင်ငံက scam center strike force SCSF ကိုဖွဲ့စည်းမယ်လို့ကြေညာထားပြီးအောက်လွှတ်တော်လည်းမြန်မာကြားဖြတ်နေနေရေးမှာပါဝင်ဆောင်ရွက်ဖို့ဆွေးနွေးနေတာဖြစ်ပါတယ်။ဒီလိုလို့ဆောင်နေမှုနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံကသူတို့နိုင်ငံသားတွေကို online လိမ်လည်မှုကနေကာဝယ်ဖို့အတွက် Scam Center Strike Force ဖွဲ့စည်းပြီးဆောင်ရွက်နေကြောင်းထုတ်ပြန်ခဲ့သလိုအောက်လွှတ်တော်မှာလည်းမြန်မာအရေးဆွေးနွေးမှုတွေပြုလုပ်ပြီး online လိမ်လည်လောင်းကစားမှုနှိမ်နှင်းရေးကိစ္စတွေကိုဝင်ရောက်ဆွတ်ဖွတ်ဖို့ပြောဆိုနေတာကလည်းဘွဲလန်တုံဖျာခင်းတဲ့ကိစ္စလို့မြင်တယ်လို့ဇော်မင်းထွန်းကဆိုပါတယ်မြန်မာစစ်တပ်က လက်ရှိမှာကြားဖြတ်လုပ်ငန်းတွေကိုဟန်ပြန့်နှိမ့်နေတာဖြစ်ပေမဲ့ဇွန်မင်းထွန်းကတော့သူတို့စစ်ကောင်ရှင်ကဒေတာရွတ်နိုင်ငံတွေနဲ့ပူးပေါင်းပြီးကြားဖြတ်ကိုစစ်စင်ရေးတစ်ခုတစ်ဖွဲ့နှိမ့်နေတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။အမေရိကန်ပါဝင်နိုင်ငံတကာကကြားဖြတ်လုပ်ငန်းတွေကိုဖြည့်ရှင်းဖို့အာရုံစိုက်လာချိန်ကြမှာအတမ်းပဲဆေးအုပ်စုကကြားဖြတ်လုပ်ငန်းတွေကိုစက်တိုက်ဆိုးသလိုနှိမ်နှင်းပြနေတာဖြစ်ပြီးဆေးအုပ်စုရဲ့ထုတ်ပြန်ချက်တွေအရ ကျပ်ချက်လုံငန်းလုံဆောင်ရမှာအသုံးပြုခဲ့တဲ့အဆောက်အုံ250ကျော်နိုင်ငံခြားသား1000လီးပါးကိုရှင်းလင်းနိုင်တဲ့ဖမ်းဆီးရမိထားတယ်လို့ဆိုပါတယ်။ဒါအပြင်ကျပ်ချက်လုံငန်းတွေဟာထိုင်းမြန်မာနယ်စပ်ကရင်အမျိုးသားစီယုံခင်ယူနယ်မြေမှာအခြေစိုက်လုပ်ကိုင်နေပြီးခင်ယူကောင်းဆောင်တွေကနိုင်ငံပိုင်ပြည်ကိုလက်ရှိစာချုပ်နဲ့ပြည်ပနိုင်ငံသားတွေကိုငှားရမ်းကတရားမဝင်လောင်းကစားနဲ့လူစည်းလုံငန်းတွေကိုအခကျင်းဝင်ယူကာဝယ်ပေးနေတယ်လို့လည်းဇော်မင်းထွန်းကဆွတ်ဆွဲပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ဂျမ်းဖြတ်လုပ်ငန်းတွေဟာစစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းမှာပုံမှုကြီးထွားလာခဲ့တာဖြစ်ကြောင်းဝန်ခံပြောဆိုခဲ့ပါတယ်။ငါးရံငါးကာကြီးလွတ်ငင်းကြောင်းမနေ့ကညနေပိုင်းအထိအကျဉ်းတောင်16ခုမှ အမှန်တကယ်လွတ်လာသူ949ဦးသာရှိတယ်လို့ AAPP ကထုတ်ပြန်လိုက်ပါတယ်။အတူအယောင်ရွေးကောက်ပွဲကိုမဲပေးနိုင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ပုံမှန်905ကကြီးနဲ့ဖမ်းဆီးအကျဉ်းချထားတဲ့အကျဉ်းသူအကျဉ်းသားတွေကိုအကြမ်းဖက်စစ်တပ်ကလူငယ်တက်တာခွင့်ပြုကြောင်းကြေညာခဲ့ပေမဲ့ အမှန်တကယ်လွတ်မြောက်လာသူအရေးအတွက်ဟာဖမ်းဆီးခံတာရမှုနဲ့ရှင်ရင်အ ਨੇ ငယ်သာရှိတယ်လို့သိရပါတယ်။အချမ်းဘက်စစ်တပ်ဟာနိုဘာလ26ရက်နေ့မှာထုတ်ပြန်ချက်၃ခုကျင်းပပြီးပုံမှန်905ကာဂျီနဲ့ဖမ်းဆီးအရေးကျဉ်းချထားသူတွေကပုံမှန်401ခံဝင်တဲ့လူရင်းခွင့်ပြုသူ924ရောက်ကြာရှိနေတဲ့ပြစ်ဒဏ်တွေကိုရှော့ပေါ်တက်တာလူရင်းခွင့်ပြုခဲ့သူ2361ရောက် ုံမ905ကာတိနဲ့အမှုပွင့်ခံရပြီးနောက်ထွက်ပြစ်တင်းဆောင်နေသူ9580ရောက်ရဲ့ဂျာနာနေစဲအမှုတွေကိုပိတ်သိမ်းပေးကြောင်းကြေညာခဲ့တာဖြစ်ပါတယ်စစ်ကောင်ရှင်ကတော့အင်းစိန်အကျဉ်းထောင်ကနေလွတ်မြောက်သူ192ယောက်မန္တလေးအကျဉ်းထောင်ကနေလွတ်မြောက်သူ265ယောက်မကွေးအကျဉ်းထောင်ကနေ14ယောက်ပဒင်အကျဉ်းထောင်8ယောက်ဟင်္ဒရာအကျဉ်းထောင်က10ယောက်မြိတ်အကျဉ်းထောင်9ယောက်တောင်ငူအကျဉ်းထောင်6ယောက်ဘိုးကူအကျဉ်းထောင်3ယောက်ကလေးအကျဉ်းထောင်9ယောက်ဘကူအကျဉ်းထောင်က19ယောက် မိထီလာအကျဉ်းထောင်က၁၁ရက်စသဖြင့်လွတ်မြောက်ခဲ့တယ်လို့ဆိုထားပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရတဲ့ ABP ရဲ့ထုတ်ပြန်ချက်အရအချမ်းဘက်စစ်တပ်ရဲ့လူငယ်အရလွတ်မြောက်လာသူတွေကိုစောင့်ကြည့်မှတ်တမ်းတင်ခဲ့ရမှာနိုဘာလ29ရက်နေ့ညနေ4:00နာရီအထိအကျဉ်းထောင်16ထောင်ကနေနိုင်ငံရေးအကျဉ်းသား949ဝန်းကျင်သားလွတ်မြောက်လာတယ်လို့အရေးအတွက်သတင်းချက်လက်ရသိရှိခဲ့တယ်လို့ဆိုပါတယ်။ ရေဦးတော်နာကြီးကာလတွင်အကြမ်းဖက်စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမတရားဖမ်းဆီးခံရသူစုစုပေါင်း3039ယောက်ရှိခဲ့ပြီးအဲဒီထဲက11424ယောက်ဟာထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ AAPP ကဆိုပါတယ်။ဒါအပြင်လူပေါင်း12902ယောက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီးအာဏာသိမ်းစကားနေလက်ရှိချိန်ထိအကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးခံရပြီးနောက်တေဆုံးခဲ့သူစုစုပေါင်း2233ယောက်ရှိတယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ လူရင်းသက်သာခွင့်ထုတ်ပြန်ချက်ဟာအတိတ်ပဲကောက်ယူမှုလွဲမအောင်ဖန်တီးထုတ်ပြန်ထားတာဖြစ်တယ်လို့လည်းဥပဒေပိုင်းဆိုင်ရာနားလည်သူတို့ကပြောဆိုပါတယ်။